ပနားမတူမြောက်ဟာကမ္ဘာရေးပါဆုံးရေကြောင်းလမ်းတစ်ခုဖြစ်ပြီးမြောက်အမေရိကနဲ့တောင်အမေရိကတိုက်နှစ်ခုကိုပိုင်းခြားထားတဲ့ပနားမကျွန်းဆက်ကိုဖြတ်ကအတ္တလန္တိသမုဒ္ဒရာနဲ့ပစိဖိတ်သမုဒ္ဒရာနှစ်ခုကိုဆက်သွယ်ပေးထားတဲ့ကမ္ဘာအကြီးဆုံးလူလုံတူမြောင်းကြီးတစ်ခုပဲဖြစ်ပါတယ်1914ခုနှစ်မှာဆောက်လုပ်ပြီးစီးခဲ့တဲ့ဒီတူမြောင်းကြီးဟာဆိုရင်အရှေ့အပြင်82ကီလိုမီတာရှည်လျားပြီးအတ္တလန္တိသမုဒ္ဒရာမှာရှိတဲ့ကိုလိုမြို့နဲ့ပစိဖိတ်ကမ်းခြေမှာရှိတဲ့ပနားမမြို့တို့ကိုဆက်သွယ်ပေးထားတာပဲဖြစ်ပါတယ်တူမြောင်းအစဆုံးကိုသင်္ဘောဖြင့်သွားမယ်ဆိုလို့ ကြာချင်း9နာရီကနေ10နာရီအထိကြာမြင့်တာဖြစ်ပြီးတရက်ကိုသမောစီရေ34စီကနေ38စီအထိဖြတ်တန်းလျက်ရှိနေရပဲဖြစ်ပါတယ်။ဆောက်လို့ရေလောကရဲ့အကြီးမားဆုံးအောင်မြင်မှုကြီးဖြစ်ခဲ့တဲ့ဒီပနားမတူမြောင်ရဲ့နောက်ွယ်မှာတော့အန်ဝန်စရာတစ်ခုရှိနေပါသေးတယ်။ဒီတူမြောင်ကြီးကို Lost System လို့ခေါ်တဲ့အကန့်လိုက်ခွဲထားတဲ့ရေထိန်းတကားနည်းပညာနဲ့ဒီဆောက်ထားပြီး Garden Lock, Petrol Lock နဲ့ Mia Flory Lock ဆိုပြီးတော့ရေတကားကြီး၃ခုနဲ့ထိန်းချုပ်ထားတာပဲဖြစ်ပါတယ်။တူမြောင်ကိုဝင်ရောက်မဲ့သမောတွေဟာ လီမွန်ပင်လယ်အော်ကမ်းခြေမှာရှိတဲ့ကိုလုံးမြို့ကနေစတင်ဝင်ရောက်ပြီးတူဖြောင်းနဲ့ကိုဝင်ရောက်ပြီးရင်တော့ဂါတွန်းရေတကားကိုရောက်ရှိမှာဖြစ်ပြီးဒီရေတကားအတွင်းကကြီးဟာပင်လယ်မျက်နှာပြင်အထက်85ဘီအထက်ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်ဒီရေတကားတွေကိုအကန့်လိုက်ခွဲထားတာဖြစ်ပြီးရေထိန်တကားတွေကိုတမောရောက်ပြီးတဲ့အခါရေကိုဖြစ်လိုက်ခြင်းအဖြစ်တမောဟာပင်လယ်မျက်နှာပြင်အထက်26မီတာအထိမြင့်တက်သွားပြီးဒီနည်းအတိုင်းရေတကားအစင်းစင်းဖြတ်ကျော်ကဂါတွန်းရေကတစ်လျှောက်မောင်းနှင်သွားရတာပဲဖြစ်ပါတယ်ဒီလိုမောင်းနှင်ပြီးပက်ထရိုရေတကားကိုဖြတ်ကားမီရာဖလော်ရီရေတကားကိုရောက်တဲ့အခါမှာတော့ င်မောဟာပစိဖစ်သမုဒ္ဒရာအရေးပြင်းနဲ့တပြေးညီတည်းဖြစ်နေပြီဖြစ်ကဘယ်လန်မိုရာမြို့ကိုဖျက်တမ်းပေးတာနဲ့တောင်ပစိဖစ်သမုဒ္ဒရာအတိုင်းကမ္ဘာတစ်ဝှမ်းကိုဖျက်တမ်းသွားလာနိုင်ပြီပဲဖြစ်ပါတယ်။ပနမားတူမြောက်ဟာလူသားသမိုင်းတစ်လျှောက်မှာအကြီးမားဆုံးအင်ဂျင်နီယာအောင်မြင်မှုကြီးတစ်ခုဖြစ်ပြီးကမ္ဘာကုန်သွယ်ရေးကဏ္ဍကြီးရဲ့ဆမျက်နာတက်ကိုဖွင့်လှစ်ပေးခဲ့တာပဲဖြစ်ပါတယ်။လူဂျီမီနိုရဲ့ HMD တွေကို MPT application မှာအခုပဲအခမဲ့ဖြစ်တင်ကြလိုက်ပါ